မိန်လာပါဒီဝါစပေါ်ပိတ်သက်တီအားလုံးပဲမိန်လာပါဂိုင်နာဖီပေါ့ကတ်ကနေပြန်လဲချိုးဆူလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့နည်းနည်းလေးစိတ်မပတပါနဲ့ရောက်လာတဲ့ဧည့်သည်တော်ကြီးကာရီကလည်းရှိနေပါတယ်ဆိုတော့ကျွန်တော်တို့အန်ဖီကွင်းကနေတင်ဆက်နေတာဖြစ်ပြီးဒီကွင်းကမန်ချက်စတာယူနိုက်တက်အသင်းတို့ဆယ်စုနှစ်နီးပါးအတွင်းပထမဆုံးပရီးမီးယားလိနိုင်ပွဲရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာပါဆိုတော့ကျွန်တော်တို့အမြဲတမ်းအနားရတဲ့သူတွေနဲ့စကားဆက်ကြင်ပါလိဆိုတော့ဂဲရီဒီတစ်ခေါက်တော့မဖြစ်နိုင်တော့အောင်ကိုပဲခင်ဗျာလှည့်ပေါ့ဗျာဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းပါကြောင့်များနိုင်ခဲ့တာတော့ ကောင်းပါပြီကျွန်တော်ရည်အချောင်းတော့မှပြောကြတာပေါ့ဗျာဟောလဲဆိုတော့ပြီးကြတဲ့နှစ်တွေအတွင်းမှာမဂျက်စတောင်းလာတဲ့အသင်းကိုကျွန်တော်တို့အရန်ကိုဝေဖန်ခဲ့ကြတယ်လေဒါကကျွန်တော်တို့မြင်တွေ့ခဲ့သမျှအထဲမှာမျောလင်းမထားပဲထင်ရှားဆုံးသောနိုင်ပွဲတွေထဲကတဝဲပါပဲကျွန်တော်ပွဲမစတဲ့ငင်တနားီတနားီခွဲလောက်အသင်းလူစင်းကိုထွက်လာတဲ့အချိန်ကိုပြန်သွားကြပါလေကျွန်တော်တယောက်တည်းမဟုတ်ဘူးဗျအသင်းလူစင်းကိုမြင်လိုက်တဲ့အခါမှာကျွန်တော်တို့မှာအခွင့်အရေးလုံးဝမရှိတော့ဘူးလို့ထင်ခဲ့တယ်ဗျရော်ဒယ်ပရိသတ်တွေစီကနေအိုးမိုင်းပေါ့ကွင်းလမ်းမှာကန်စမီတို့နဲ့ဘရူနို နောက်တန်းမှာဟာရီမကွဲရတဲ့လဘောက်ရဲ့အရှင်ကွင်းလည်းနဲ့စွမ်းအင်နဲ့ဟာမန်ကိုဘလို့လုတ်ပြီးတော့ရှင်နိုင်ပါလေဆိုပြီးစာလေးငါးဆောင်လောက်ကျုပ်စီဝင်လာတယ်ဗျဂါစမီရိုကဘရာဇီးယားအသင်းအတွက်နိုင်ငံတကာပွဲစဉ်တွေမှာနှစ်ပွဲကစားထားပြီးအခြားကနေခရီးပန်းလာတာဆိုတော့ဒါဘလို့လုတ်ပြီးတော့နိုင်ပါလေလို့တွေးမိကြတာပဲဒါပေမဲ့အနာကပွဲမတိုင်ခင်အတွေးပေါ့ဗျာတမနေ့အတွေးမှာပဲအဲ့ဒီအတွေးတွေအကုန်ပျောက်သွားတယ်ဗျဘာလို့လဲဆိုတော့အဲ့ဒါမန်ချက်စတာယူနိုက်တက်အသင်းအတွက်တကယ်ကိုထူးချွန်ပြောင်ပြောက်တဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့လို့လေ အာမက်ကအမ်ဘူမိုစီကိုလှလှပပလေးဖန်ပြီးပေးလိုက်တဲ့ကစားကွက်တစ်ခုပေါ့ဗျာအဲဒါကသူတို့ကိုခြေဆမှန်သွားစေခဲ့ပြီးအဲ့ဒီခိုက်တန်းကဆပြီးတော့သူတို့တကယ်ကိုစိတ်တက်ကိုတန့်ခိုင်သွားခဲ့တာပဲချင်းပြန်လန်းဆွမ်းရှိခဲ့ပါလိမ့်ဆာဗီစတွေကိုကောင်းကောင်းကာကွယ်သွားနိုင်ခဲ့ပါလိမ့်ဒါပေမဲ့စီတွေပါလိအန်ဒီရဲ့ရှိတဲ့ပုံပေါက်ပါလိမ့်ခြေရန်၃ယောက်ကတကယ်ကိုကောင်းအောင်လို့ကြောက်ကြတော့ထင်တာပဲရောဘီအမရီကပွဲကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ခဲ့ပါလိမ့်တနိုင်းလောက်မှာကန်စမီရိုနဲ့အာမတ်တို့ကိုကြည့်ပြီးတော့ကဲကဲကဲခြေလန်းတဲ့တွေထည့်ရတော့မယ်ခန်စင်ပိုင်းပိုတီညောင်းလောက်ရမယ်ဆိုပြီးကန်စမီရိုရဲ့နေရာမှာ ်အဂါဒိတ်ကိုထည့်လိုက်ပါတယ်ဒီတော့အရာရာလုံးဝအစီအစဉ်အတိုင်းဖြတ်သွားပုံပါပဲကျွန်တော်ထင်ပါတယ်အားရစရာကောင်းဆုံးချက်ကတော့လဘဘူအသင်းကခြေပါကိုတွင်းပြီးရဲ့နောက်မှာတော့သူတို့ကအနိုင်ရသွားခဲ့တာပဲလဘဘူအသင်းခြေပါကိုတွင်းလိုက်တဲ့အချိန်မှာဒါကတော့အသေးလေးထိုးစစ်ဆင်တော့မှာပဲလဘဘူအနိုင်ကိုရတော့မယ်လို့တွေးခဲ့ကြပါပဲဒါပေမဲ့ရတဲ့ဒုတိယကိုမတွင်းခင်မှာလဘဘူအသင်းထဲမှာခန်းစစ်စိတ်တက်ရှိတဲ့ဇာမတွေလုံလုံလောက်လောက်မရှိဘူးလို့ကျွန်တော်ခံစားလိုက်ရတယ်ဗျအဲဒီနောက်တမနေတွင်းမှာပဲရတဲ့အသင်းကတကယ်ကိုလုံပြသွားခဲ့ပါတယ်ဟုတ်ပါတယ်သူတို့ကန်နေနေလေးကောင်းသွားခဲ့ပါတယ် ကိုသမားကကာကွယ်မှုကောင်းတွေလုံးပြသွားခဲ့ပါလိမ့်။လဘုံသင်းတို့တိုင်သုံးချိန်ထိခဲ့ပါတယ်။ဒါမှလည်းပဲဒီဘက်ကဒီကနေ့ရလနဲ့တကယ်ကိုထိုက်တန်တယ်လို့ကျွန်တော်တော့ထင်ပါတယ်။ဘာလို့လဲဆိုတော့တို့ဒီဘွဲအပေါ်စိတ်ရောကိုယ်ပါနှင့်ပြီးတော့ကစားခဲ့ကြလို့လေ။ဒါကတကယ်ကိုစူးစမ်းအားထုတ်မှုစစ်စစ်ပဲဗျ။လုံးကနဲ့ဆန်နေအတွင်းလဘဘူအသင်းတို့ယူရတဲ့အသင်းကိုနိုင်ရခဲ့တဲ့ဘွဲစဉ်တွေမှာဒီလိုစူးစမ်းအားထုတ်မှုတွေကိုအမြဲမမြင်တွေ့ခဲ့ရဘူးလေ။ Okay ကောင်းပြီလေဂျမ်းမေးဒီတော့လဘဘူအသင်းဘာကြောင့်များရှုံးခဲ့တာတော့ နဘောတို့အခုလက်ရှိမှာခံစင်ပိုင်းကမလုံတော့ပါဘူးပြီးတော့သူတို့ကိုရန်ဆိုင်ရတဲ့အသင်းတိုင်းကဂိုးသွင်းနိုင်ပါတယ်ခွင်ရီးတွေဖန်ပြီးနိုင်တယ်လို့ခံစားနေရပါတယ်မန်ချက်စတာရတဲ့အသင်းရဲ့ဒီကွင်းကစံချင်းက6ပဲ10ပဲလောက်မှာ3ဂိုးပဲသွင်းနိုင်ခဲ့တာပါဒါမဲ့ဒီကနေ့သူတို့အစောကြီးဂိုးရသွားပါတယ်ဗန်နိုက်ကိုကြည့်ရမှာပါဗျာရော်တဲ့အသင်းကရှေ့ကိုတတိုင်းအန်ရီရဲ့ရှိတဲ့ပုံစံပေါက်ခဲ့ပါတယ်ပထမပိုင်းမှာကိုပဲအခွင့်ရီးတွေအများကြီးရခဲ့ပါတယ်ဘွဲတိုင်းမှာဒီလိုပဲဖြစ်နေသူတို့ခံစားရတယ်ဗျာနေယူကစနေဘွဲကိုကျွန်တော်ပြန်ပြီးသွားနေမိတယ် သူတို့တယောက်ရော့လာတော့မှဂိုးတွေသွင်းပြီးအခွင့်ရေးတွေအများကြီးဖန်တီးနိုင်ခဲ့တယ်ဗျအသိရင်ဟန်ချက်မမှန်တာလားနောက်ဆုံးနှစ်ပွဲမကစားခဲ့ရတဲ့ Florian Wurz ကြောင့်ပဲလားဒါမှမဟုတ်ဒီကစားမတွေကဘာလို့မရှိတဲ့အချိန်မှာအပင်မမခံချင်လို့အသင်းမျိုးဖြစ်နေလားတော့ကြုံလဲမှသိဘူးဗျဒါကိုကျွန်တော်တို့ Man United forward ထပ်ပြီးသုံးသက်ကြတာပါဗျဟုတ်ပါတယ်ခြားဘက်ကလည်းဖြစ်သွားခဲ့ပါတယ်လဘဝသင်းကပွဲမှာခွင့်ရေးတွေရခဲ့ပါတယ်ဒါပေမဲ့ပဲရာသီအစပိုင်းရာသီတစ်ပတ်မှာလဘဝရဲ့ပုံစံကိုကြည့်ပြီးကျွန်တော်ဒီလိုဖြစ်လာမှာကိုစိုးရိမ်ခဲ့ပါတယ် နောက်ဆုံးမိနစ်ကိုရီနဲ့နိုင်နေခဲ့တာကြောင့်လေမန်စီအသင်းနဲ့ပြည့်တဲ့ရာသီကလိုပဲအသင်းတိုင်းကသူတို့ကိုနိုင်နိုင်တယ်လို့ခံစားလာတဲ့အခါမှာအဲ့ဒီမရှုံးနိုင်ဘူးဆိုတဲ့ရှုံလွာကြီးကတကယ်ကိုပျောက်ကွယ်သွားသလိုပဲအာဆင်နယ်အသင်းရဲ့မရှုံးနိုင်နိုင်တဲ့အသင်းကိုဒီဝေးမှာနှုတ်ကုတ်ကုတ်နဲ့အနားရတော့ကလည်းဒီလိုပဲတပွဲရှုံးသွားတာနဲ့လူတိုင်းဟာသူတို့ကိုနိုင်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကရသွားပြီးရှုံးဝဲဆက်သွားခဲ့ပါတယ်လောဘသင်းကလည်းအခုအဲ့လိုဖြစ်နေပုံပဲသူတို့ရဲ့မဟာတိုင်းကတကယ်ကိုအကြောင်းနေထင်းနေပြီ ကိုဆိုရင်ပြန်မတဲ့ကတို့ကိုကိုသွင်းနိုင်တယ်ဆိုတဲ့တကယ်ယုံကြည်ချက်နဲ့လာစားနေကြပြီ။အဲ့ဒီနာမည်ကြီးတဲ့ညပါဗျာဘုံဘောင်းနဲ့ကစားခဲ့တဲ့ညခမရနဲ့အာနိစတော့ဂျာကအပြန်လာစကားပြောဆိုမှုတွေအကြောင်းကိုပြန်ပြောရရင်အခုမြင်တွေ့နေရတာနဲ့ရှင်ပြီးတော့အဲ့ဒီစကားဝိုင်းကိုဘလို့များတန်ပြန်ပြီးတော့သုံးသပ်မလဲ။နဘောဝဒင်းတို့ဘွဲကိုလိုက်စားနေတဲ့အချိန်မှာလောကတဲ့လူစားလဲမှုတွေအားလုံးကရောကျောတို့လူကြားရားလူတင်ရောက်အနေနဲ့စိတ်လုံးချစရာတော့ကောင်းပါတယ်ဒါပေမဲ့လည်းခမားရဲ့ရင်ထဲမှာတော့ဘလို့များခံစားရမလဲကျမကြီး ကျွန်တော်ထင်တာတော့အဲ့လိုဒီအလုံးစုံထိုးစစ်ဆင်ဖို့အတွက်နည်းနည်းလေးစောလုံးနဲ့လို့ခန်းစားမိတယ်ဗျပြီးတော့ Vasco ကိုကွင်းလယ်ဘဟုမာစားခိုင်းတာကသူ့ကိုပို့ပြီးတော့အပေါ်တက်ကစားဈေးတင်တယ်လို့ကျွန်တော်တို့တွေးမိတာပဲဒါပေမဲ့လည်းလဘောဘူးအသင်းတို့ပွဲထဲပြန်ဝင်လာနိုင်ခဲ့ပါတယ် Manchester United ရဲ့အသင်းရဲ့ဂိုးကဆက်ပြီးစကောင်နေထပ်ပြီးတော့ထပ်ဖြစ်လာပြန်ပါပြီဟာရီမကွေးကကောင်းတဲ့ twin ယူသွားတယ်ကျွန်တော်ရဲ့အရက်ချီတဲ့ဘိုးနောက်ကလူနှစ်ယောက်ဘယ်ယောက်သွားတာလဲအဲ့ဒါကိုကန်တွေဖြည့်ရှင်းရမယ့်ဇာမကြီးတွေဘယ်မှာလဲ ဒီတော့နီးပြောင်းပိုင်းဆိုင်ရာပြောင်းလဲတွေကြောင့်လဘောဘူးအသင်းတို့ရှုံးနေခဲ့တယ်လို့တော့ကြောက်ကတော့မတင်ဘူး။ပေါလက်ဆိုတော့ယူရိုအသင်းကသူတို့ကိုတမ်မတိုက်စိတ်ကနေဖောက်ထွင်းသွားတာမျိုးမဟုတ်ဘူးလေ။အစိုးမှလဘောဘူးအသင်းတို့ခွင့်ရေးကြီးတွေလည်းရရှိခဲ့ပါသေးတယ်။ဒါပေမဲ့လည်းအခုအချိန်မှာသင်းငယ်တဲ့ကွာခြားချက်လေးကပဲသူတို့ဘက်မှာမရှိတော့တာပါ။ဆိုတော့ယာဒီအစကသူတို့ဘက်မှာရှိခဲ့ပေမဲ့အခုသူတို့ကိုသူတို့နဲ့ဆန့်ကျင်ဘက်ဖြစ်နေပြီ။ကျွန်တော်ယာဒီအစကလေးကပြောတဲ့အကြောင်းရင်းကကျွန်တော်အသင်းကိုဖြောပြမှုအကောင်းဆုံးအသင်းလို့ဘယ်တော့မှအကောင်းမခံချင်ဘူး။ ဒီဘက်လူမျိုးပြန်လည်ထိုးပေါက်ပြီးတော့ဘယ်သူမှဆိုကိုအသွင်းနိုင်တဲ့ပွဲမျိုးကိုကိုအသိမဟုတ်တဲ့အခြားအသင်းတွေကစားတာကိုပဲကြည့်ကြင်ပါလေကိုအသိကိုအဲ့လိုဖြစ်စေခြင်းမတော့မဟုတ်လေခင်ဗျားကကိုအသိကိုထိန်းချုပ်နိုင်တာကိုပဲမြင်ကျင်တာဒီအားဒီမှာလည်းပေါ့ဘူးအသိတို့ဘောလုံးပွဲတစ်ပွဲကိုထိန်းချုပ်နိုင်ခဲ့တယ်ဆိုတော့တိတ်တော့မရှိခဲ့ဘူးလို့ကြောက်ကြတော့ထင်တာပဲဂရီနာဖီကျွန်တော်ထင်ပါတယ်လေမောင်သေးရဲ့နောက်ခံလူတွေရဲ့တူးချင်းစွမ်းဆောင်တွေကတကယ်ကိုညံပြင်းခဲ့ပြီးစုံမဲ့ချက်ချထားတွေကလည်းမှားခဲ့တယ်လို့ဆိုးခဲ့တယ်လို့ထင်တာပဲ ဘယ်တော့ကလူကအထံမကြသေးဘူးအဲ့ဒီအကြောင်းကျွန်တော်အထပ်မပြောတော့ပါဘူးဆိုတော့သူကဆင်နေသားနောက်ကန်လူတယောက်လိုကစားနေတယ်လို့ကြုံရတော့ဒီဘော့ကမှာသုံးမလောက်တုန်းကပြောခဲ့ပြီးသားပဲဆိုတော့နေရာတကာလမ်းလျှောက်သွားနေတာလေညာနောက်ကန်လူနေရာမှာကော်နာဖက်လေးဒီကနေ့အဆင်ပြေတယ်တိတ်မှားတာတော့မတွေ့ဘူးဒါပေမဲ့ Van Dyke ကတော့ဒီလောက်ကြီးလုံနေရတော့တခါမှတော့မမြင်ဘူးဗျသူက အသိန်းကိုထိန်းချောင်းပေးနေရတယ်သူပါဒါပေမဲ့ဒီကနေ့သူ့ရဲ့ကစားမပွားအဆိုးဆုံးပွဲတွေတဲကတပွဲကိုကစားသွားခဲ့တာပဲ ကမြောင်းတဲ့ရမာကန်ကြောက်ဆောင်ကြီးကမြောင်းတို့ရဲ့အသင်းကောင်းဆောင်ကြီးကပထမမင်းနေကလေးကကောင်းကောင်းမကစားနိုင်တဲ့အကာအသင်းတစ်သိန်းလုံးကိုရိုက်ခတ်သွားတယ်ပါလေပြီးတော့ဗက်စ်ကလည်းအသားမကျသေးဘူးအေးဆက်ကလည်းအသားမကျသေးဘူးမိုဇာလာကလည်းသူ့ရဲ့ကောင်းဆုံးပုံစံနဲ့အဝေးကြီးဖြစ်နေပေါင်းတဲ့ရ90တန်းစာမ3ယောက်ကခြေဆုံးပြသနိုင်ဘူးဖြစ်နေပါလေအဲဒီစုံကလည်းမပါဗန်နိုင်ကလည်းကောင်းဆုံးပုံစံမှမရှိတဲ့အခါမှာအသင်းတစ်သိန်းလုံးကိုရိုက်ခတ်သွားတော့တာပါပဲယူလာတက်ကတော့ဒီကနေ့မောင်တန်းစင်စင်တိုင်းအနေနဲ့ရှိတဲ့ပုံစံပေါက်ခဲ့ပါလေလဘဘူး ဝမ်းဝမ်းဖြစ်နေတဲ့အချိန်မှာတော့တို့ဒီမှာဘေးကင်းတယ်လို့ကျွန်တော်မခံစားခဲ့ရပါဘူး။ဒီတော့တဲ့ဒုတိယကိုရလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့ပြီးရလိမ့်ရသွားခဲ့ပါတယ်။နိုင်ငံတကာပွဲစဉ်တွေအားလုံးရဲ့အပြီးမှာတို့ပြန်လည်ချိန်ညှိပြီးတော့အသစ်ပြန်စလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့တာပါ။ဒါမှလည်းပဲပွဲစပြီး10မိနစ်အတွင်းမှာပဲအဲ့ဒီအစီအစဉ်ကပြတ်သွားခဲ့တယ်ပေါ့ဗျာ။ဒီတော့တဲ့အတွက်တော့ဒီကွင်းမှာပရမအောင်ဂေါ်သွင်းနိုင်ရင်အခွင့်အရေးရှိမယ်။ဘာလို့လဲဆိုတော့အဲ့ဒါကဒီကွင်းရဲ့ပြည်သက်တွေကိုတုံးလို့သွားစီလို့လေ။ ရတဲ့တို့အစောကြီးကိုသွင်းလိုက်တာကတို့ကိုယုံကြည်မှုတွေအထီးအကျယ်ကိုပေးခဲ့တယ်လို့ထင်ပါတယ်။ဆိုတော့ပြီးခဲ့တဲ့9နဲ့10နှစ်အတွင်းရတဲ့အသင်းတွေဂုံမယူနိုင်ခဲ့တဲ့အခါတွေရှိခဲ့ပေမဲ့လည်းဒီကနေ့တို့ပြောင်းလာခဲ့တဲ့စိတ်ဓာတ်နဲ့အသင်းတွေပေးဆက်ခဲ့တဲ့နှလုံးသားတွေအတွက်ကျွန်တော်ကတော့ဂုံယူမိပါတယ်။ဘီရောအာမိုရီရဲ့စနစ်ကရတဲ့တို့ကလပ်နဲ့မကန့်ညီဘူးလို့ကျွန်တော်ထင်ခဲ့တဲ့အကြောင်းရင်းတစ်ခုကအသင်းကိုရှေ့ကနေဦးဆောင်ပြီးတော့ဖိအားပေးကစားတဲ့စနစ်မျိုးမဟုတ်လို့ပဲ။ဆိုတော့ဒါပေမဲ့လည်းခင်ဗျားကအနိုင်ရဖို့မျှော်လင့်မထားတဲ့အသင်းအသင်းဖြစ်နေတဲ့အချိန်မှာတော့ဒီစနစ်ဟာ ဖောက်ထွင်းရတကယ်ကိုခက်ခဲနိုင်ပါလေ။အိမ်ခွေမှာဇားတဲ့အခါမှာတက်စစ်ဇားမတွေကငါတို့အပေါ်မှာပဲနေသင့်တယ်လို့တွေးနေတတ်ကြပါလေ။ဒါမှလည်းပဲဒီကနေ့မေဆန်မောင်ကအဲ့ဒီအခန်းကဏ္ဍတွေရွေးချယ်ခြင်းခံခဲ့ရတယ်ပေါ့ဗျာ။ဒါကြောင့်မဲသူကဒီလိုပွဲကြီးတွေမှာထို့သဖြင့်အဝေးကွင်းပွဲကြီးတွေမှာကောင်းကောင်းလုံးပြနိုင်ကြတာဖြစ်နေပါလေ။ဒါမှလည်းပဲရှေ့ဆက်ပြီးတော့တက်စစ်စင်ဂိုးတွေတွင်းဘဝရင်နိုင်မှုအတွက်တော့ဒီစနစ်ဟာသူတို့ကိုအမြဲတမ်းနောက်ပြန်ဆွဲထားလိမ့်မယ်လို့ကျွန်တော်တော့ထင်တာပဲဆိုတော့ကျွန်တော်ထင်တာတော့ရောင်းတဲ့အောင်တဲ့အတွက်ဒီ၄ပွဲ လဘဘူးအဝေးကွင်း Brighton အင်ကွင်း Forest အဝေးကွင်း Tottenham Hotspur အဝေးကွင်းတွေမှာပေါ့လေဆိုတော့ဒါမှမဟုတ်အဲရှင်းမလောက်ရရင်တော့အရန်ကိုကောင်းပြီလို့ကျွန်တော်တွေးနေခဲ့တာပါခုနမှဆိုရင်လဲဒီလေးဘွဲအတွက်အတော်လေးကိုကောင်းတဲ့ရလဲတခုပါပဲအခုဆိုရင်အရီခွင်ကြီးကလည်းရလာပါပြီသူတို့၄ဘွဲကနေ၁၀မဲရဖို့အထီးတွေးနေတင်ပါပြီ ။အဲဒါကလည်းသူတို့ကိုအဆင့်6အတွင်းကိုပြန်လည်ရောက်သွားစေနိုင်မယ်လို့ထင်ပါတယ်။ဒီလထဲမှာသူတို့လိုအပ်တာကလည်းအဲ့ဒါပဲလို့ကျွန်တော်တော့ထင်တာပဲ။ဒါမှလည်းပွဲမတန်ခင်ကကျွန်တော်တို့ဘလို့ထင်ကလေးဆိုတော့ကိုရှင်းရှင်းလင်းလင်းပြောကြရအောင်ပါ။ကျွန်တော်ထင်တာတော့ယူရိုတရားသိနာဒီကနေ့မှာဒီပွဲရှုံးနေခဲ့မယ်ဆိုရင်အသင်းလူစင်းကိုမြင်လိုက်တဲ့အချိန်မှာရုံးမိုးကပုံများနေခဲ့ပါတယ်။ရိုဘီယံဝင်ကဘရိုက်တန်နဲ့ပွဲကိုတကယ်ဖီအားအောင်မှရင်ဆိုင်ရတော့မယ်။ Forest နဲ့ Tottenham ပွဲမှာလည်းလာအောင်မယ်။ဒီဘွဲကအလှည့်ပြောင်းကြီးတစ်ခုဖြစ်သွားခဲ့တာပါပဲ။ဒါမှလည်းပဲသူတို့ဒီဘွဲနဲ့ တကယ်ကိုရင်မှုနေလို့တော့မရပါဘူး။ဒီနိုင်ပွဲနဲ့တာယာနေလို့မရပါဘူး။ Brighton သင်းနဲ့မကစားခင်တပတ်လောက်အချိန်ရပါလိမ့်။တို့နောက်လာမယ့်စနေနေ့မှာ Brighton ကိုအနိုင်စားရပါမယ်။မဟုတ်ရင်ဒီကနေ့ဒီမှာဖြစ်ပျက်ခဲ့တဲ့အရာရဲ့တန်ဖိုးတွေအကုန်လုံးရောကြသွားစေပါလိမ့်မယ်။ဆိုတော့တို့ဒီကနေ့လောက်ခဲ့တဲ့အရာတွေကအချိန်ယူပြီးတော့နောက်ဆက်ကိုခုံတက်ရပါလိမ့်မယ်။မဟုတ်လို့ဆိုတော့ဘဲရာဒီမှာမဆိုအန်ဖီဘာနိုင်ရတယ်ဆိုတာကတကယ်ကိုထူးခြားတဲ့ကိစ္စရဲ့ကြီးတစ်ခုမဟုတ်လို့ပါပဲ။ဒီကွင်းကကစားတာတကယ်ကိုတိမ်လောက်ခက်ခဲတဲ့ကွင်းပါ။ ဒီကွင်းဟာတကယ်ကိုအနိုင်ရဖို့တက်ကိုခက်ခဲတဲ့ကွင်းပါဒီညဒီမှာအနိုင်ရတဲ့အတွက်သူတို့ကိုတကယ်ကိုဂုံယူသင့်ပါတယ်ဘာလို့လဲဆိုတော့ဒါကကြီးမားတဲ့အောင်မြင်မှုတစ်ခုမဟုတ်လို့ပဲလေဒါပဲလေသူတို့ဒီကနေဆက်ပြီးတော့တက်လန်းသွားရပါလိမ့်မယ်ဆိုတော့ဂျမ်းမီကျွန်တော်ချင်းမိနေတယ်ဗျဒီမှာဟာရီမကွင်းရရဲ့ပုံတွေကိုပေါ့လေဆိုတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲဒီရလဲအတွက်ကျွန်တော်တကယ်ကိုအသေးကွဲနေတာပါ ဒါပေမဲ့ဒီမာနိုင်ကိုကိုတယောက်ယောက်ကတွင်းရမယ်ဆိုရင်ပြည်တဲ့ရာသီကလည်းသူ့အနိုင်ကိုတွင်းဖို့အတွက်နှိမ့်ဆက်ခဲ့တယ်လေကျွန်တော်ကြည့်နေတဲ့အိုလန်ခန်းကလူတွေမှာတော့သူ့အတွက်ကျွန်တော်ဝမ်းသာမိတယ်လို့ပြောရမယ်ဗျဘာလို့လဲဆိုတော့သူခံခဲ့ရတဲ့ဝေဖန်မှုတွေကနည်းတာမှမဟုတ်တာချိန်ကသူဟာမန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းကောင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်ပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းဆိုတာထူးချွန်ပြောင်ပြောင်းတဲ့ကလပ်စံချိန်စံနှုန်းတွေအကြီးကြီးတဲ့ကလပ်အသင်းအသင်းသူတို့ရဲ့ပြောင်းရွှေ့ခြင်းနဲ့ကလပ်ကိုရောက်လာဖို့အရာ သူ့အတွက်အဆင်မပြေခဲ့တာတွေရှိခဲ့တယ်ဆိုတော့မှန်ပါလိမ့်။ဒါပေမဲ့လည်းဒါကသူ့အမြဲတမ်းအမှန်ရနေမဲ့အရာတစ်ခုပါပဲ။အန်ဖီမှာအနိုင်ကိုသွင်းယူနိုင်ခဲ့တဲ့အတွက်မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့သူ့ကိုအမြဲတမ်းအမှန်ရနေကြတော့မှာပေါ့လိမ့်။ဒီတော့တယောက်ယောက်အနိုင်ကိုသွင်းရမယ်ဆိုရင်အဲ့ဒီတယောက်ကအများကြီးဖြတ်တန်းခဲ့ရပြီးလွယ်ကူခဲ့တာမဟုတ်ဘူးလို့သူ့အတွက်ကျွန်တော်တော်တော်လေးဝမ်းသာမိတယ်ဗျပြီးတော့သူကအမြဲတမ်းတောင်းယူရင်ဆိုင်နေသူအသိမြောက်ဖို့အခွင့်အရေးနှခါလောက်ရှိခဲ့ပါတယ်အသိငယ်တစ်သိန်းကိုတွားပြီးတော့ဒီလောက်အာယုံဆိုင်မခံရဘဲနေလို့ရပါတယ် ဒါပေမဲ့သူအဲ့လိုလုံးဝမလုပ်ခဲ့ပါဘူးသူမက်ဂျက်စတောင်းလာတဲ့အောင်တင်းအတွက်ရှိနေပေးခဲ့ပါတယ်ဘယ်တိုင်းမက်ကစားရပါမလဲမသူရှိနေပေးခဲ့ပါတယ်ဒီတော့အဲ့လိုဖြစ်လာခဲ့တဲ့အတွက်ဓာတ်သူအတွက်လုံးဝကိုထိုက်တယ်ပါတယ်ဟုတ်တယ်ဗျအဲ့ဒီအထက်မှာတကယ်ကိုချစ်စရာကောင်းတဲ့လူသားဆန်မှုအချက်ချက်တော့ရှိသေးတယ်ဗျကျမ်းမရဆိုတော့ခင်ဗျားဒါကိုထုတ်ပြောလာတဲ့အတွက်ကျုပ်ကလည်းဝမ်းသာတယ်ဗျတကယ်တော့ဟာရီမကွဲရဟာသူဖြတ်တန်းခဲ့ရတဲ့အထွေကြုံတွေကြောင့်စိတ်ဒဏ်ရာရနေနိုင်တဲ့ဇာမတက်ရောက်ရဲ့ဥပမာပဲဗျာ မန်ချက်စတာမလာတဲ့အသင်းတသိန်းလုံးကလည်းစိတ်ထင်ရရနေနိုင်ပါတယ်။တမနစ်မှာဂိုးသွင်းလိုက်နေတာကယုံကြည်မှုအတွက်တကယ်ကိုထောက်ကူဖြစ်တယ်ဆိုတာကစားမမဟုတ်တဲ့ဒုတိယအနေနဲ့တော့မှကျွန်တော်နားလေတယ်။ဒါပေမဲ့ဒီကနေ့မှာတို့ထူးထူးခြားခြားယုံကြည်မှုတွေရှိနေကြတယ်မဟုတ်လား။လူရွေးချယ်မှုကလည်းအလုပ်ဖြစ်သွားတယ်မဟုတ်လား။မဲဆယ်မော့အစင်ပြေခဲ့တယ်မဟုတ်လားဟာ။ကယ်ရီနဖီလုံးဝမှန်ပါလေ ခြေရန်၃ရောက်ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်။ဂွင်းလည်းကကက်စမီရိုနဲ့ကဘူနိုဖရန်နက်စ်တို့ကလည်းဒုံနေရောက်အတူတူကကစားနိုင်သမျှတဲ့မှာအကောင့်ကအကောင်းဆုံးပွဲကိုကစားသွားခဲ့ကြပါတယ်။မာနိုင်ပြောရတော့ဗျာအဲ့ဒီအတွဲအတွဲကျွန်တော်တကယ်ကိုစိုးရိမ်ခဲ့တာပါ။ဟာဒီမကွဲရဖို့နောက်ခံလူကစားပြီးတော့ညာချမ်းမှာရှိနေရင်အဲ့ဒီနေရာမှာအချိန်ကမလုံလောက်ပါဘူး။ကျွန်တော်အများအားစိုးရိမ်နေရလေ။ဒါပေမဲ့ဒီကနေ့ပထမပိုင်းမှာကဘူနဲ့ပြဿနာလေးနည်းနည်းရှိခဲ့ပေမဲ့အဆင်ပြေခဲ့ပါတယ်။ဟာဒီမကွဲရတော့တော့ဒါကတကယ်ကိုကောင်းတဲ့နေ့တစ်နေ့ပေါ့ဗျာ။ တို့ဒီကနေ့ကစပြီကဲဒါပဲငါတို့ဟိုးအောင်ဆုံးပိုင်းကိုပြန်ပြီးတော့မသွားတော့ဘူးဆိုတဲ့စိတ်ဓာတ်မျိုးရှိကိုကျွန်တော်ပြောလင်ပါတယ်တို့အခုဇေယရဲ့အပေါ်ပိုင်းအစင်ကိုကိုရောက်သွားပြီလို့ကျွန်တော်ထင်တယ်နောက်တစ်ပတ်သားနိုင်ခဲ့မယ်ဆိုရင်တို့လိမအပေါ်ကိုတက်ဖို့အတွက်စဉ်းစားရတော့မယ်ဂလန်မာတည်ငြိမ်မှုရှိလာဖို့ကဘောလုံးပွဲစဉ်တွေနိုင်မှပဲဖြစ်မှာပါဒီတော့ဒါကမန်ချက်စတာယူနိုက်တက်အသင်းအတွက်တကယ်ကိုကြီးကျယ်တဲ့နေ့တစ်နေ့ပါဟာရီမကွေးရနဲ့တို့အားလုံးတို့ဇာတ်သွားပုံတွေအတွက်တကယ်ကိုဂုဏ်ယူသင့်ပါတယ် သူတို့ဒီမှာတကယ်ကိုကောင်းကောင်းလှုပ်ပြသွားခဲ့ကြပါလေဒီကနေ့သူတို့ရောက်သွားတဲ့အဆင့်ကိုမြင်ပြီးတော့ကျွန်တော်တိတ်ကိုအံ့ဩမိတယ်ဗျဒါပေမဲ့နောက်လာမယ့်စနေနေ့ Brighton နဲ့ပွဲစဉ်မှာဒီလိုပုံစံကိုထပ်ပြီးမြင်ချင်မိပါသေးတယ်ဗျာဆိုတော့ဂျမီလဘဘူကကြည့်မယ်ဆိုရင်ပေါ့ဗျာဒါကပွဲစဉ်တဲ့ပွဲတဲ့ပါပဲအရင်အရင်ကြည့်ရတဲ့ပွဲစဉ်တွေပွဲဆိုရင်လည်းလဘဘူအသင်းအတွက်တော့အခု၄ပွဲစရိုက် ရှိသွားပြီဗျသူတို့နည်းနည်းလေးအချိန်ကျသွားပြီပေါ့လေသူတို့လေးမနိုင်တော့ဘူးလို့ဘယ်သူမှတော့မပြောပါဘူးဒါပေမဲ့လည်းဒါက ်တဘာဝအတိုင်းပြန်ပြီးသုံးသပ်ရမယ်အချိန်တခုကိုရောက်လာစေတယ်လို့ပြောရမှာပဲ။လဘောကတဲ့အတွက်နောက်ဘာတွေဆက်ဖြစ်လာမလဲ။တို့ဒီကနေရောဘလို့တိုးတက်အောင်လုပ်ရမယ်လို့ထင်ပါလေ။ဂျိုးကူမကူညာနောက်ခံလူရောဘတ်ဆန်ကိုဘယ်နောက်ခံကိုနာတေးနဲ့ဗန်လိုက်အတွဲနဲ့ထားပြီးတော့အကဲနှစ်ပတ်လောက်ငါတို့ကလင်းရှိတ်တွေရောက်အောင်အတင်းတိုးဝင်ပြီးတော့ဒီလေတက်ကိုပြန်ဝင်မယ်ဆိုတာမျိုးလုပ်လို့ရမလား။ဒီအထဲမှာအဓိပ္ပာယ်တစ်ခုကိုရှိနေတယ်။ကျွန်တော်ထင်ပါတယ်ဒါကကျွန်တော်ခစ်တုံးကလောက်ခဲ့တဲ့ပုံစံမျိုးဖြစ်နေမှာ။အားလုံးကြော့က ဲ့လိုမန်နေဂျာမျိုးလို့ကျွန်တော်တော့မထင်ဘူးဗျ။တူကသူ့အသင်းကသူ့ပွဲကိုဖန်ပြီးဘောလုံးကန်ကစားတာမျိုးပဲအများနဲ့လိုချင်တာဗျ။ဒီတော့သူကဘောလုံးကိုရှေ့ကိုတဲသွားနိုင်ပြီးတော့ဒါဆက်ဆန်နဲ့နောက်ကန်လူမျိုးကိုပဲရွေးချယ်ရမှာ။ဒါပေမဲ့ပွဲတွေကအရန်ကိုမြန်မြန်လာတော့ခမဘရန်ဖိုးနဲ့စနေနေ့ညမှာစားရတော့မယ်။ခြေကျော်လက်ကျော်ဖြစ်နေတာကနေဘယ်အချိန်မှအကြက်တဲများဖြစ်သွားမလဲ။ပြည်ရရာဒီကလီဘလောက်ကိုအပြတ်အသတ်နိုင်ခဲ့တဲ့ချန်ပီယံအသင်းကဒီနွေရာဒီတစ်ခုတည်းမှာပဲပေါင်သန်း400လောက်တုံးခဲ့တာလေ ဒီတော့လူတွေကဒါစောကြီးပဲလို့ပြောနိုင်ပေမဲ့ခမရအိလောက်ငွေသုံးပြီးချန်ပီယံဖြစ်နေတဲ့အချိန်မှာမျောလင်းချက်တွေကအရန်ကိုမြင်မနေပြီဒါက Real Madrid ရဲ့နွေရာသီအပြောင်းအရွှေ့လိုပဲလို့ကြောက်ကြတော့ခံစားရတယ်ဒါကကျွန်တော်တို့အရင်ကမြင်မှုသမျှထဲမှာအရန်ကို꿰ပြလိုက်လဘောဝင်းရဲ့နွေရာသီတစ်ခုပါကျွန်တော်လဘောဝင်းတွေတကယ်ကိုစိုးရိမ်ပါတယ်ရာလန်တွေကြောင့်လည်းမဟုတ်ပါစွမ်းဆောင်တွေကြောင့်ပါဆိုတော့တို့နိုင်တဲ့ဘွဲစင်တွေမှာတော့မှလည်းဘယ်တော့မှယုံကြည်မှုအပြည့်နဲ့နိုင်ခဲ့တာမဟုတ်လေအဲ့ဒါကကျွန်တော်တို့ရာလတ်ထပ်ပို့ပြီးတော့စိုးရိမ်တာပဲဗျာ ဂိုင်နဖီဆာလာကြောင့်ပြောရမယ်ဆိုရင်တော့သူ့အသက်အရွယ်ကြောင့်လားတရားသည်ပိုနေတာလားဆိုပြီးမေကွန်ထုတ်လာကြပါတယ်ဒါမှလည်းပဲထူးဆန်းတာကဇာမာတယောက်အသက်ကြီးတိုင်းရုပ်ပိုင်းဆိုင်ရာကကြာစင်းမှုကိုသတိပြုမိတတ်ကြတယ်ဗျကျွန်တော်သူ့စီမားအဲ့လိုတော့မမြင်ရသေးဘူးသူ့ရဲ့ပြေးနှုံချို့ဟာတော်တော်လေးကိုမြန်နေတော့မယ်ဗျဒါမှမဟုတ်ထူးဆန်းတာကသူ့ရဲ့ကံချက်တွေသူ့ရဲ့ဖြတ်တင်ဘောတွေကနေ့စဉ်ပိုင်းမှာတော်တော်လေးလွဲချော်နေတာပဲဗျနောက်ပိုင်းမှာဘောလုံးရောက်လာတဲ့နှစ်ခေါက်လောက်မှာဒါမိုးဆန်းလာမဟုတ်ဘူးလို့ခင်ဗျထင်မိမှာပဲ သူနေစနေပိုင်းကအခုသူ့ကိုအားနဲ့ဇီတယ်လို့ကျွန်တော်တော့ထင်တာပဲဇရော့ကားတွေကမဟုတ်ဘူးဗျကျွန်တော်ကတော့သဘောတူပါလေမိုးစရာအကောင်းဆုံးဖြစ်နေတဲ့အချိန်မှာတော့နေစနေပိုင်းအရာညံပြင်းပုံပေါ်တဲ့ပွဲစဉ်တွေသူကစားတက်ပါလေသူအားကြီးလို့ဇာမမျိုးပါဒါပေမဲ့သူကနှစ်ပတ်လောက်အတွင်းမှာနှစ်ကိုယ်လောက်တွင်းလိမ့်မယ်ဆိုပြီးခမားမျောလင်းရတာပဲသူပထမဆုံးရောက်လာကလေးကသူ့မှာမာနေနဲ့အတူအလွန်ကိုမြန်တဲ့အချိန်ရှိကြတယ်လေအခုအဲ့ဒါတိတ်တော့မရှိတော့ဘူးဗျအခုမန်နေဂျာအတွက်တကယ်ကိုကောင်းကဲစရာကမာဇက်လုံးမလဲဆိုတာပါ မန်နေဂျာကသူ့ကိုလူစားလဲတာကစိတ်ဝင်စားဖို့တော့ကောင်းပါလေ။ရာခိုင်ကတော့မှသူ့ရဲ့ခြေစွမ်းမပြသနိုင်ဘူးဆိုရင်လူစားလေးလေးရှိကြတာပဲ။ကြော်ထင်ပါလေ။မော်ဇလာကပွဲတိုင်းပွဲထွက်ခွင့်အာမခံချက်ရှိတဲ့ရှိတဲ့သူမဖြစ်သင့်တော့တဲ့အဆင့်ကို ရောက်နေပြီလို့ထင်တယ်။သူကခမရရဲ့အကောင်းဆုံးအသင်းထဲမှာပါဝင်တယ်။အိမ်ဝင်ပွဲစဉ်တွေမှာကစားတယ်။ဒါပေမဲ့လဘမှုမှာဦးတော်မှာပွဲစဉ်နဲ့ပွဲနဲ့ဘရန်ဘိုနဲ့အဝေးဝင်ပွဲစဉ်နှစ်ပွဲရှိပါလေ။သူကကြီးနှစ်ပွဲစလုံးမှာစားလိမ့်မယ်လို့ကျွန်တော်တော့မတင်ဘူး။ မန်နေဂျာရဲ့အကောင်းထဲမှာဒီအတွေ့အကြုံစပြီးတော့ဝင်လာတဲ့နေပါပြီအဝေးဝင်ဝင်းစီတွေဘက်မှာ frame ပေါင်းကိုနည်းနည်းလောက်လေးစမ်းကြည့်တဲ့နေလို့ထင်တယ်သူကနောက်ခံလူကိုခန်းစဲပိုင်းမှာနည်းနည်းလေးပို့ပြီးတော့ကူညီနိုင်တယ်လို့သူဝင်လာတော့ကလည်းကျွန်တော်မြင်ခဲ့ရတယ်လို့ပဲအပြင်ပန်ရှမ်းမှာရှိတ်နည်းနည်းပါးပါးလေးပေးစွမ်းနိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီနောက်တော့အခုမိုးဆာလာပါအပတ်တိုင်းပွဲတော်ခွင့်အာမခံချက်မရှိသင့်တော့ဘူးဆိုတဲ့အဆင့်ကိုရောက်နေပြီလို့ကြောက်ကြတော့ထင်တယ်နော်ဆိုတော့ကျွန်တော်တို့ဒီပွဲစဉ်နဲ့ပတ်သက်တဲ့အပိုင်းကို Manchester United အသင်းနဲ့ပဲစုံစမ်းတင်တယ်လို့ထင်တယ်နော်ဘာလို့ဆိုတော့ ဒီကနေ့ကမန်ချက်စတာယူနိုက်တက်အသင်းရဲ့နေ့လေဒါပေမဲ့နောက်ဆုံးနေတဲ့ဂျမ်မီရဲ့ခမရရဲ့အမြင်ကိုထွတ်သွင်းဒီပေါ်မှာစိတ်ဝင်စားလို့ပါကျွန်တော်ဟိုတယ်နေ့ကဆောင်းမတဲ့ပုံဖတ်လိုက်ရတယ်ဗျခမရလည်းဖတ်မိမယ်လို့ထင်တယ်အဲ့ဒီမှာဒီရသည်ကလဘဘူးအသင်းရဲ့အသွင်ကူးပြောင်းရေးရာသီတနှစ်နောက်ကျပြီးမှရောက်လာတယ်လို့သုံးသပ်ထားတယ်ဗျခမရသည်ရဲ့တမ်းပြလူတိုင်းကလည်းမျှော်လင့်ခဲ့ကြတာလေကျွန်တော်ဆောင်းမဖြစ်နေတော့ဗျာတည်ဦးလေကျွန်တော်လည်းဒါပဲလေပဲဒါကတကယ်ဖြစ်နေပြီလားလို့ကျွန်တော်လည်းတွေးမိနေပြီဗျာနားထောင်ကြည့်ပါ အဲလိုပြောပြီးအဲ့ဒါကစင်ကြီးတစ်ခုလိုတုံးလို့မရဘူးနော်။ဘာလို့လဲဆိုတော့လေးချန်ပီယံရှစ်ဖြစ်တဲ့အသင်းကသူတို့ရဲ့နေရာမှာဈေးကွက်ထဲမှာအကောင်းဆုံးဈာမ3ရောက်အတွက်ပေါင်သန်း400လောက်ကိုတုံးထားတာနော်။အသွင်ကူးပြောင်းရေးဆိုတာကနည်းနည်းလေးကိုပြင်းလို့နေပါဒါပဲပြည်ရဲ့ယာစီကပြည်စီအသင်းကိုပြန်ကြည့်ရင်ပြည်စီအသင်းကယာစီဒုတိယပိုင်းမှာမြင်တွေ့ကြရတဲ့အသင်းနဲ့လုံးဝကိုကွဲပြားနေသလိုပဲဗျ။သူတို့ချန်ပီယံလိအုပ်စုအသင်းကနေတော့မှထွက်ရလူနီးပါးဖြစ်ခဲ့သေးတာပဲ။အခုလက်ပေါ်ဘူးအသင်းကပိုကောင်းလာပါတယ်။ဂေါန်းတိုင်းကနေပြီးတော့ထွက်လာတဲ့အေးဆက် Florian Wars အဂတိကိတို့လိုကစားမတွေကအခုသူတို့လုံနေတာနဲ့ပိုကောင်းအောင်မလုံနိုင်လောက်အောင်ကောင်းလို့နေတဲ့ဇာမတွေပဲပြီးတော့ဗာဂျေမိုဆာလာကိုနာတီတို့လိုဇာမတွေရဲ့ခြေစွမ်းကလည်းတိုးတက်လာအောင်ပါပဲအဲဒီတော့လဘဝုဒင်းကပိုကောင်းလာပါပါသူတို့အတွက်စိုးရင်စရာကအခုကနေဇန်နဝါရီဖေဖော်ဝါရီလကုန်အထိသူတို့အမှတ်တွေထပ်ပြီးတော့ဆုံးချုံအောင်မယ်လို့ကြောက်ကြတော့ထင်တာပဲအများကြီးဆုံးချုံအောင်ပါပါအဲဒီခါကျတော့အာဆင်နယ်ဒါမှမဟုတ်မန်စီးတီးကသူတို့နဲ့အယောင်ကိုကွာသွားမလားဘာလို့လဲဆိုတော့ အခုလေးရပုံစံအရအာဆနယ်ကချန်ပီယံဖြစ်ဖို့အသေးတော်ဆုံးအသင်းလိုဖြစ်နေလို့ပဲဆာဗီစ်တွေမော်လုံးအဝေးပစ်ကန်နေတဲ့ဟာလေးဘောလုံးအဝေးဘောတွေအများကြီးတွေကိုစားနေကြသလိုပဲလဘောဝင်းကတော့ဆာဗီစ်ကလေးတကိုးပေးလေရတယ်အာဆနယ်ကဆာဗီစ်ကလေးတကိုးသွင်းနေတယ်သူတို့အဲ့ဒါတွေကိုကာကွယ်လဲကာလဲကာကွယ်နိုင်နေပြပရီးမီးယားလိဂ်ကစားဟန်ရသူတို့ကချန်ပီယံဖြစ်ဖို့အတွက်ပိုပြီးတော့အသင့်တော်ဆုံးဖြစ်နေပါတယ်ဒါပေမဲ့အာဆနယ်အသင်းကမတ်လနဲ့ဧပြီလတွေမှာစိတ်လုံချလာလိမ့်မယ်ဘာလို့လဲဆိုတော့ သူတို့လိမရတာအကြာကြီးရှိပြီလေလဘဝသည်နဲ့မန်စတီးကသူတို့ကိုတက်ရောက်မှုမရှိနိုင်လောက်အောင်ကိုအရှိကိုအများကြီးရောင်းမသွားအောင်လေ့ကျလုပ်ရမယ်ဗျအဲ့ဒါကအခုလဘဘူးဒီလိုမလိုအပ်တဲ့အမှတ်တွေစုံချုံနေရတဲ့ပြဿနာပဲသူတို့စုံချုံမယ်လို့ကျွန်တော်တော့ထင်တာပဲသူတို့အာဆင်နယ်ကိုသူတို့ရဲ့လက်ရကန်အကွာမှာ ထားဖို့တော့လိုအပ်ပါလိမ့်မယ်ဆိုတော့နဖီရေကျွန်တော်ထင်တာတော့အာနေမှာလုံရမယ်အလုပ်ကြီးတစ်ခုရှိနေပြီဗျလဘဘူးအသင်းရဲ့ဈာမခေါ်ယူမှုတွေကိုနှစ်ပေါင်းများစွာ ထိတွေ့ခဲ့ကြပါတယ်။မှန်လဲမှန်ကန်ပါလေ။ဒါပေမဲ့နောက်ဆုံးခေါ်ယူထားတဲ့ကွင်းနဲ့ဈာမ9ယောက်ကိုတိလိုက်ရင်ဂါဒက်အသားမကျသေး frame ball အသားမကျသေး lorian west အသားမကျသေး aset လည်းအသားမကျသေး ekidiki လည်းအသားမကျသေးဆိုတော့ကျွန်တော်ထင်ပါတယ်သူတို့ဈာရဲပွဲစဉ်တွေမှာတော့အဆင်ပြေပါတယ်လူစားဝင်လာတဲ့အခါမှာလည်းကောင်းကောင်းလုံနိုင်ခဲ့ပါတယ်သူတို့တကယ်ကိုလည်းထက်မြက်ပုံရပါတယ်ဒါပေမဲ့ခမရရဲ့အဓိကဈာမအသစ်၄ယောက်နဲ့ပြဿနာကအဲ့ဒီထဲက၂ယောက်က နောက်ကန်လူတွေဖြစ်နေတယ်အဲ့တော့ကျွန်တော်သား လဘုံတဲ့ပရိသတ်တယောက်ဆိုရင်တော့လဘုံရဲ့နောက်ခံလူတွေအတွက်အထူးကိုစိုးရိမ်မိပါပဲအဲ့ဒါကခမရနောက်တန်းရဲ့တဝက်လေဆိုတော့သူတို့ဂူကြီးကိုလည်းမရခဲ့ဘူးဗျအဲ့ဒါကကိုနာတေးဒါမှမဟုတ်လို့ရှိရင်ဗန်နိုက်နဲ့တွဲဖက်ကစားဖို့အတွက်ဘိုးနောက်ခံလူနေရာကိုဖြည့်ရှင်းပေးမဲ့နောက်ထပ်ခေါ်ယူမှုတခုဖြစ်ခဲ့ပါလေအဲ့တော့ကျွန်တော်ထင်လဘုံတဲ့ရဲ့ကစားမသက်တွေဟာအချိန်မရသေးဘူးလို့ထင်တယ်အေးဆက်ဖလော်ရီယန်ဝက်ဖရင်မောင်းနဲ့ကတည်းအသားကြဖို့လိုပါလေဗန်နောက်ခံလူအသားမကြရင်ပြဿနာဖြစ်ပါလိမ့်မယ်ဗန်နောက်ခံလူတွေကအဆင်မမီရင်မဖြစ်ဘူး မဟုတ်ရင်ဘိုးတွေပေးနေရမှာပဲဇရော့ကားတွေကဒါပေမဲ့ကျွန်တော်အမမိတာကတဘောကသိရင်ဘယ်နောက်ကန်လူနေရမှာလိုအပ်ခဲ့တယ်ဗျဆိုတော့ကာကစ်ကပထမဦးစားပေးဖြစ်လာတယ်အန်ဒီရောဘတ်ဆန်ကလည်းပြီးတဲ့နှစ်မှာလေးချန်ပီယံဖြစ်ခဲ့ပြီးတော့ဘယ်နောက်ကန်လူနေရမှာအပတ်တိုင်းကစားခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်အဲ့ဒီနေရာမှာရှိခဲ့မှုပါတယ်နောက်ကန်လူတယောက်မနေ့ရက်တီနေရတာကိုကြည့်နေရတာအလွယ်တကူအားနဲ့ချက်ဖြစ်သွားတဲ့နေရာဗျအခုကားစကဆီမီကတ်တဲ့အများကြီးပိုကောင်းတဲ့ဇာမတက်ရောက်ပါအဲ့တော့လဘဘူအသိန်းကအဲ့ဒီဘဲနောက်ကလူနေရာမှာပိုပြီးခိုင်မာအသိန်းပါတယ ကျွန်တော်အန်ဟောတာကအခါဆိုတာပထမဦးစားပေးဖြစ်နေတာကိုမဟုတ်ဘူးအဲ့ဒါကမှန်တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ရောဘတ်ဆန်ကိုစီမီကလူမျိုးဆက်ဆံနေတာပဲဗျမင်းပဲတော့မှမကစားရဘူးဘယ်နောက်ခံလူနေရာတန်းရရမှဒါမှမဟုတ်မင်းလူစားဝင်မှကစားရမယ်ဆိုတာမျိုးပေါ့ဗျဒီနေ့ရောဘတ်ဆန်ကစားလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့တာဗျဒါပေါ့ကျွန်တော်နဲ့ဖြစ်နိုင်တယ်လို့ထင်ခဲ့တယ်ဗျလုံးဝတိကျပါဗျအန်ဒီကအကူအညီလိုတယ်လीအဲ့တော့သူအဲ့လောက်ပွဲများများမကစားတာကိုကျွန်တော်တော့အံ့ဩမိတယ်ဗျာ ကားစရာခြေစွမ်းမကောင်းဘူးနေမဟုတ်ဘူးနော်သူကတကယ်ကိုကောင်းမနဲ့လဘောအသင်းရဲ့နောက်ခံလူတစ်ယောက်ဖြစ်ခဲ့ပါဘေးရရာသီကလေးဘလာရခဲ့ပါတယ်ခါစကကစားမအသင်းတစ်ယောက်အခုတော့ခါစကမင်းပဲနောက်ခံလူဒီမှာပဲပြီးပြီဆိုလိုဖြစ်နေပါတယ်အဲ့ဒါကိုကျွန်တော်တကယ်ပဲအံ့ဩမိပါတယ်ကဲကယ်ရီရဲ့မန်ချက်စတာနဲ့တရားသေးပေါ်နောက်ဆုံးစကားလေးတစ်ခွန်းလောက်ဗျာဒီကနေ့ဒီနေ့နေ့တနေ့ရဲ့ရလလက်ခန်းစားချက်ကမန်ချက်စတာနဲ့အသင်းရဲ့ဖြစ်နိုင်ရည်အပေါ်ဘလို့များပြောင်းလဲသွားစေမလဲဗျာ အမန်တိုင်းနဲ့ယိုသာပြောရရင်တော့ just down တဲ့အသင်းကထိဆုံ6သင်းစင်းဝေနိုင်တဲ့လူစင်းရှိတယ်လို့ကျွန်တော်ထင်ပါတယ်။ထို့သဖြင့်ဒရောမောင်ဒရောပါပွဲစဉ်တွေရှိမရှိကတော့ဖလားမရှိတော့ဘူးဆိုတော့ကိုတည်ထားရင်ပေါ့ဗျာ။အဲဒီတော့တို့မှာယာဒီဂုံတီအပတ်တိုင်းနီဘာအားလည်းရတပတ်ရှိပါတယ်။အဲဒီလိုအားလည်းရတွင်းနဲ့ပြင်ဆင်နေတဲ့မန်ချက်စတာယူနိုက်တက်အသင်းကထိတ်ဆုံး6သင်းစင်းဝင်သင့်ပါတယ်။တို့ရှင်းတန်းကရှက်ကိုကွန်ညာအာမက်အန်ဘူမို မေဆယ်မောင်းတို့နောက်ကဘရူနိုတို့ကိုကြည့်လိုက်မယ်ဆိုရှင် နောက်သူတို့ဘုံနောက်ခံလူတွေယူရိုပါဝင်တာလော့မကွဲရလူရှော့တို့ပါပဲဆိုတော့အဲ့တော့ဒီကနေ့ကကျွန်တော်မျောလင့်ထားတာကမတင်မဲ့ပဲယူရိုတဲ့အသင်းကစရာထိပ်ပန်းကိုပြန်ရောက်လာခဲ့တာပဲပွဲမစနေခင်ကျွန်တော်တို့အဆင့်7နှစ်လောက်မှရှိနေတာဒီညကိုးနေရာကိုရောက်လာခဲ့တယ်ရိုးသားပြောမယ်ဆိုတော့နောက်စနေနေ့မှာ Brighton အသင်းနဲ့အိမ်ခွင့်ကစားရမယ်ပြီးတော့ Northern Forest အသင်းနဲ့ဝေးခွင့်ကစားရမယ်အဓိကစိုးရင်စရာက Brighton အသင်းနဲ့ပွဲကခြေသွားမယ်ဗျဂျယ်စီအသင်းနဲ့ပွဲမှာကောင်းကောင်းလုံနိုင်ပြီးတော့ Brighton နဲ့ကြမှာ အဲ့လိုမလုံးနိုင်ပြန်အဲ့တော့အခုအနေထားရဖြစ်လို့မရတာကဒီလိုထေဆန်းအမြင်ဆုံးရောက်ပြီးတော့မှ Brighton နဲ့ဖွဲကြမှာထေကျော်လက်ကျော်ဖြစ်သွားတာမျိုးပေါ့ဗျာဆိုတော့နောက်နေ့ဘက်ကတော့ Royal Moon အတွဲတကယ်ကိုအရေးကြီးပါတယ် Royal Moon ကအဲ့ဒီဈာမတွေကိုစပြီးတော့ယုံကြည်ဖို့လိုပြီးကျော်တို့ကရိုဘင်အမိုရီကိုယုံကြည်ဖို့သူ့ဖီးယားအောက်ကိုရောက်နေတာတွေပြောကြပေမဲ့နီးပြားကလည်းသူ့ဇာမားတွေကိုယုံကြည်နိုင်ချင်ပါပဲလေဆိုတော့ကျွန်တော်တို့ကိုခြိုက်ပါတယ်ဇာမားတွေကလည်းတို့ကိုခြိုက်တယ်ဆိုတော့ကျွန်တော်လည်းသိပါတယ် ရတဲ့မှာကျဲပေါင်းများစွာမြင်ခဲ့ရဘူးတဲ့။အော်လဲခန့်ပြဿနာမျိုးမရှိဘူးဆိုတာကိုမြင်နိုင်ပြီလို့ထင်ပါတယ်။ဇဝါရီဇာမရီကသူတို့နေပြောက်ကိုလေးစားတယ်ဆိုတာကိုလည်းတန်တရားတော့မရှိတော့ဘူး။ဒါပေမဲ့သူတို့တယောက်နဲ့တယောက်ယုံကြည်ဖို့အစတရားအောင်ပဲ။ကဇာမရီကဇာခွက်ကိုယုံကြည်ရမယ်။နေပြောက်အောင်မရင်းကလည်းသူ့ဇာမရီကိုဒီဇိုင်းမဲမဲလုံနိုင်လိမ့်မယ်လို့ယုံကြည်ရမယ်။အဲဒီတော့အခုကျွန်တော်တို့နောက်တစ်ပတ်ကိုပဲမျှော်လင့်နေရတော့မယ်။ဒီညောင်ကိုပြောလိုက်ပေါ့ဗျာ။ဒီညောင်ကိုပြောလိုက်စမ်းပါ။ဘာလို့ဆိုတော့ဖီမာနိုင်ရတာကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဇာမတယောက်အနေနဲ့ ရနိုင်တဲ့အကြီးအကျယ်ဆုံးသောအခိုက်အတန့်တွေကတခုပေါ့ဗျာဒါကရှားရှားပါးပါးဖြစ်တတ်တာလေဒီတော့ဒီညကိုပြောလိုက်စမ်းပါဒါမဲ့ရိုးသားပြောရင်တော့ဟဲ့အောင်လေမနဲ့ပြန်မနဲ့ကြရင်တော့အလုံးပြန်လုံးကြဟာအယုံစိုက်ထားကြဟာဘာလို့လဲဆိုတော့နောက်နေ့စနေမှာမင်းတို့အကောင်းဆုံးပုံစံကိုမရရင်မင်းတို့မလိုချင်တဲ့နေရာကိုအကန့်ခံရလိမ့်မယ်ဘရိုက်ဒန်ကအသိအောင်တတ်တဲ့ပါဒီတော့ဒီဘက်လုံးမှာမင်းလုံးကမြအရာအလုံးကိုအဲ့ဒီအပေါ်မှာပဲအပြင်းထန်အယုံစိုက်ထားကြလိုက်စမ်းပါ ကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နှဖျားတမ်းမှချမ်းသာကြပါစေခင်ဗျာကျမရဲ့ကာရီစီစဉ်မပိတ်ခင်နေပါမနေ့တိုင်းဖော်ဖော်အကြောင်းလေးနည်းနည်းတော့လေးပြောပေးပါအောင်ဗျာ